ရွှေကုံမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်နိုင်ငံမှာဒက်စီဒီဇယ်စီတန်ချိန်9000ကုညီထောက်ပံ့မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ငလျင်တန်တဲ့ဒေသများသို့ကုညီထောက်ပံ့ရန်တရုတ်နိုင်ငံမှာဒက်စီဒီဇယ်စီတန်ချိန်9000ကုညီထောက်ပံ့မှာဖြစ်တယ်လို့ဧပြီလ26ရက်တွင်ပြုလုပ်ခဲ့တဲ့အမျိုးသားသဘာဝ BNA ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၃မြင်းဆောင်2025အစည်းအဝေးမှာသိရပါဗျာ။ တရုတ်နိုင်ငံမှာကုညီထောက်ပံ့တဲ့73စီဓာတ်စီဒီဇယ်စီတန်ချိန်9000ဟာမကြမီရောက်ရှိလာမှာဖြစ်ပြီးရောက်ရှိပါကဖြန့်ခွဲအသုံးပြုမဲ့ရထားချက်ကိုလည်းစွမ်းဝင်ကြီးဌာနကကြိုတင်တင်ပြရန်နှဆကဒုတိယဥက္ကဋ္ဌဒုတိယဝင်ကြီးချုပ်ဒုတိယဘွေချုပ်မှုကြီးဆိုဝင်က အစီအဝေးတွင် ပြောကြားခဲ့ကြောင်းသိရပါဗျာ ဒါအပြင်လိုအပ်သလိုရေချောင်းခရီးဖြင့်ရောက်ရှိလာမယ့်ကွန်တိန်နာမော်ဂျူလာများနဲ့အခြားသောထောက်ပံ့ရေးပစ္စည်းများအားကုန်ရထားဖြင့်ရန်ကုန်မှာနေပြီးတော့မန္တလေးထိပို့ဆောင်နိုင်ရေကိုလည်းပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီနဲ့လှူဒန်းတဲ့ပစ္စည်းများလက်ခံဖြန့်ဝေရေးလုပ်ငန်းကော်မတီတို့မှ ပေါင်းစပ်ညီနဲ့ဆောင်ရွက်သွားရန်လိုကြောင်း၎င်းကဆက်လက်ပြောကြားရလို့သိရပါတယ်ရှင်။